ဆီယနာရှင်တက်ကအရမစစ်သားဆူဆောင်းနေချင်းထိုင်းနိုင်ငံရနောင်းထင်းသေးစခန်းကမြန်မာနိုင်ငံသား48ဦးကိုကော့တောင်းဖက်ဒီကနေ့မှာထပ်မံလွှတ်ပြောင်းလိုက်ပါတယ်။အော်တိုဗာလ9ရက်နေ့ကမြန်မာနိုင်ငံသား60ဦးကိုနေရပြန်ပို့ပြီးတဲ့နောက်အခုနိုဝင်ဘာလအတွင်းမြန်မာနိုင်ငံသားတွေကိုထပ်မံပို့ဆောင်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ကြခံရပြီးတဲ့နောက် Renown ထိမ့်သိမ်းစခန်းမှာထိမ့်သိမ်းခံထားရတဲ့မြန်မာနိုင်ငံသားအမျိုးသား33ဦးအမျိုးသမီး14ဦးကိုဒီကနေ့နိုဝင်ဘာလ9ရက်နေ့မနက်7:00နာရီခွဲလောက်မှာကော့တောင်းမြို့ကိုထပ်မံလွှတ်ပြောင်းပေးခဲ့တာပါအခုလိုနေရပြန်ပို့တာက2025ခုနှစ်အတွင်း73ကြိမ်မြောက်ရှိပြီဖြစ်ပြီးအခုနှစ်အတွင်းနေရပြန်ပို့ခံရသူ1809ဦးရှိလာပြီဖြစ်ပါတယ်။ ပြည်ခရဲနှစ်ကလည်း renown ထိမ့်သိမ်းစခန်းကနေကွက်တောင်းဖက်ကိုပြန်လှည့်ပြောင်းပေးမှုစုစုပေါင်း14ကျင်းအထိရှိခဲ့ပြီးလူဦးရေ2005ဦးအထိပြန်လည်ပို့ဆောင်ခဲ့ပါတယ်။အဲ့ဒီနေရာပြန်ပို့မဲ့မြန်မာနိုင်ငံသားတွေကို renown ကနေကွက်တောင်းဖက်ကို14တွေနဲ့လှည့်ပြောင်းပေးခဲ့တာပါ။မြန်မာနိုင်ငံဘက်ပြန်လည်လှည့်ပြောင်းပို့ဆောင်လာသူတွေကိုဆီယနာရှင်တက်ကအရမတ်စစ်မှုထမ်းစုဆောင်မှုတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့စစ်မှုထမ်းစုဆောင်ခံရတာကနေထွက်ပြေးလွတ်မြောက်လာသူတွေစီကသိရပါဗျ။